thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ရွှေကောက်ခန်းအစိုးရနဲ့နိုင်ငံရေးဆောင်ရွက်တာအကောင်ဆုံးလို့စစ်ကောင်ဆောင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကဒီနှစ်ကုန်ပိုင်းမှာအထွေထွေရွှေကောက်ပွဲကျင်းပဖို့ပြင်ဆင်နေချိန်မှာအာဏာသိမ်းစစ်ကောင်ဆောင်ကရွှေကောက်ပွဲကျင်းပပြီးရွှေကောက်ခန်းအစိုးရနဲ့နိုင်ငံရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်ဆုံးပဲလို့ထုတ်ပြောလာပါတယ်မေလ19ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတက်ရောက်လာကြတဲ့စစ်ကောင်စီဝင်တွေနဲ့ဝင်ကြီးတွေကို မှစကားပြောကြားခဲ့ပါတယ်စစ်ကောင်စီအနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်လို့ပြည်သူတွေလိုလားတဲ့ပါတီဆောင်ဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်ဒါကြောင့်မူလယူရချက်မှာပါတဲ့အတိုင်းရွှေကောက်ပွဲပြုလုပ်မှာဖြစ်ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်မယ်ဆိုရင်အကောင်ဆုံးဖြစ်ပြီးမယ်ပြီးခဲ့တဲ့ရွှေကောက်ပွဲ၃ချိန်စလုံးမှာရှာနှုန်းပြည့်ဆောင်ရွက်နိုင်တာမရှိဘူးလို့ဆိုပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှ85ပုံမှ128ပုံမှ155အရာလွှတ်တော်ခေါ်ရမှာအထမြောက်တဲ့အပိုင်းတွေကိုထည့်သွင်းထား ာပြီးဥပဒေတွေကိုချိန်ထိုးကြည့်ရမှာရွှေကောက်ပွဲကိုအထမြတ်အောင်ဆောင်ရွက်နိုင်တာတွေ့ရတယ်လို့သူကဆက်ပြောပါတယ်။ရွှေကောက်ပွဲကျင်းပပြီးရွှေကောက်ခံအစိုးရနဲ့နိုင်ငံရေးဆောင်ရွက်တာဟာအကောင်းဆုံးဖြစ်ပြီးရွှေကောက်ပွဲကျင်းပဖို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်နဲ့ဆောင်ရွက်နိုင်တာကိုအခြေခံဥပဒေမှာပြဋ္ဌာန်းထားတယ်လို့ဆိုပါတယ်။စကောင်စီအနေနဲ့ဒီဇင်ဘာတတိယဘက်ကနေဇန်နဝါရီဒုတိယဘက်ထိအထွေထွေရွှေကပွဲကိုတလအတွင်းအပိုင်းလိုက်ကျင်းပဖို့2000ရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရဈာပြတ်အစိုးရ တင်ရက်ဖွဲ့စည်းပေးရမှာပါဒါကြောင့်လက်ရှိအရေးပေါ်သက်တမ်း6လဟာဇူလိုင်လ31ရက်နေ့မှာကုန်ဆုံးပြီးအဲဒီကနေခေါ်ယူမယ်ကာလုံအစည်းအဝေးကနေရွှေကောက်ပွဲကျင်းပနိုင်မယ်ခင်းရင်ဖြစ်ဖို့စစ်ကောင်စီကနိုင်ငံအာဏာရရက်ကိုပြန်လည်လွှတ်အပ်ရမှာဖြစ်ပါတယ်လိလာသူတွေကတော့ကာလုံအစည်းအဝေးမှာတင်ပြလာတဲ့အချက်တွေပေါ်အာဏာရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ယာယီသမရကပဲအဆုံးဖြတ်ပေးရမှာဖြစ်လို့ယာယီသမရယာတုကိုလွှဲပြောင်းရယူထားတဲ့စစ်ကောင်ဆောင်နေနဲ့ရွှေကောက်ပွဲကျင်းပနိုင်ရေးလို့သလိုဆုံးဖြတ်နိုင်တယ်လို့သုံးသပ်ထားပါတယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီလက်ထက်ပညာရေးစ နစ်တိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့စစ်ကောင်းဆောင်လိန်လေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စာတင်ကြောင်းများနဲ့ဘာသာရေးအဆောင်များကိုနေ့စဉ်ရက်ဆက်ပုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်းစီကပညာရေးစနစ်တိုးတက်အောင်လှုပ်ဆောင်ခဲ့တယ်လို့မင်းအောင်လိုင်ကလိန်လေပြောဆိုနေပါတယ်။ အာနာသိန်းနောက်ပိုင်းစစ်ကောင်စီအုပ်ချုပ်မှုလင်းနစ်တာကာလအတွင်းပညာရေးစနစ်ကိုမြင့်တင်ဖို့လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပြီးအကောင့်ထည့်ဖို့ခဲ့ပြီးတိုးတက်အောင်လုပ်နိုင်ခဲ့တယ်လို့မင်းအောင်လိုင်းကပြောပါရယ်မေလ19ရက်မနက်ပိုင်းကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီလုပ်ငန်းညီနိုင်အစည်းအဝေးမှာအာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကအထက်ပါတိုင်းပြောဆိုခဲ့တာဖြစ်ပါရယ်နိုင်ငံရဲ့တမိုင်းကြောင်းထောက်ထားတွေကိုလေ့လာကြည့်မယ်ဆိုရင်သိရှိနိုင်မှာဖြစ်ပါကြောင်းရှေးပြည်များလက်ထက်ကဥရောပနိုင်ငံတွေကိုပညာတော်တင်များဆေးလုပ်ခဲ့တဲ့တမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ကြောင်းမိမိတို့အနေနဲ့ရှေးပြည်များခက်ကနိုင်ငံတော်မှာကျင့်သုံးနေတဲ့ ညာရေးစနစ်များနဲ့ခင်ဆက်ဆက်မှာကျင့်သုံးခဲ့တဲ့ပညာရေးစနစ်များကိုပြန်လည်လေ့လာသုံးသပ်ဖို့လိုအပ်မှာဖြစ်ကြောင်းပညာရေးအားနည်းမှုတွေနဲ့ပတ်သက်ပါကပြုပြင်ပြောင်းလဲမှုများစွာဆောင်ရွက်ပြီးမြင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းမိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံတော်တာဝန်ကိုထမ်းဆောင်နေချိန်တွင်ပညာရေးနဲ့ပတ်သက်ပြီးများစွာမြင့်တင်ဆောင်ရွက်ပြီးနိုင်ခဲ့ကြောင်းစစ်ကောင်ဆောင်ကဆိုပါတယ်ဒါအပြင်တက္ကသိုလ်ဝန်ထမ်းစာမီဝဲဖြီဆိုတော့လေမအောင်မြင်တဲ့ចောင်းသားတွေအတွက်လုပ်ငန်းခွင်ဝင်နိုင်စေဖို့ကွန်ပျူတာလေ့လာမှုတွေနဲ့ဤပညာတွေကိုပေါင်းစပ်ထားတယ်။ Philadelphia နဲ့ University များတည်ထောင်ခြင်းကအောင်မြင်ခဲ့ပြီးမြင်သာထင်သာတဲ့ရလဒ်များလို့ဆိုပါတယ်။ပြီးခဲ့တဲ့မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးဖြစ်ပေါ်ခဲ့ချိန်မှာတက္ကသိုလ်မင်းစာမီးပွဲအဖြစ်လာတချို့ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်စာမီးပွဲပြန်လည်ဖြေဆို့ဖို့အစီအစဉ်ဆောင်ရွက်ခဲ့တယ်လို့မင်းအောင်လိုင်ကဆိုပါတယ်။ အနာသိန်းစစ်ကောင်စီကပညာရေးစနစ်ကိုကောင်းမွန်အောင်လှုပ်ဆောင်နေကြောင်းတပ်ဖက်ကနေပြောနေတော့လဲနိုင်ငံအနှံ့နေစဉ်လီချောင်းကဘုံကျဲတိုက်ခိုက်မှုတွေကြောင်းအရက်သားများတည်ဆုံမှုရှိနေပါတယ်။စကိုင်းတိုင်းတပင်းရင်းမျိုးနဲ့အိုးထိန်တွင်ချင်းရွာကိုလည်းမေလ12ရက်နေ့ကစစ်ကောင်စီလီချောင်းတိုက်ခိုက်မှုကြောင်းဆီယမနှုတ်ပါဝင်ကျောင်းသား24ဦးတည်ဆုံခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ60ထက်မနည်းရှိပါတယ်။လာမယ့်မေလ22ရက်နေ့မှာမြန်မာနိုင်ငံရဲ့တိုင်းနယ်ပြည်နယ်ကကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ဖို့လဲသက်ဆိုင်ရာဝန်ကြီးဌာနတွေကိုစစ်ကောင်စီကပြောဆိုပါတယ်။2024-2025ပညာသင်နှစ်အတွက် ုင်းနယ်ပြည်နယ်အသီးသီးရှိအခြေခံပညာကျောင်းများကိုပိုင်ကျောင်းများနဲ့ဖုံးတော်ကြီးတင်ပညာရေးကျောင်းတွေမှာမေလ23ရက်မှဆွန်လ9ရက်ထိကျောင်းအနန္တ69သိန်း9362ဦးရှိကြောင်းစစ်ကောင်စီကဆွန်လ9ရက်မှထုတ်ပြန်ခဲ့ပါတယ်။ ။နောက်ထပ်တစ်ပုတ်အနည်းနဲ့ចောင်းသားငယ်လေးများကိုဘုံကျဲတက်ဖြတ်ပြီးရဲ့နောက်လေတဲ့အရာရှိများနေပြီးတော့မှလာရောက်နေထိုင်ကြဖို့စစ်ကောင်စီညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စည်ရင်ပြတ်မှတ်မဟုတ်တဲ့ចောင်းများ၊ဈေးများနဲ့ဆေးရုံများကိုဘုံကျဲပြီးလူအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရပြီးရဲ့နောက်တာဝန်ရှိတဲ့လေတဲ့အရာရှိနဲ့မိသားစုဝင်တွေကိုနေပြီးတော့နေမြေတွင်လာရောက်နေထိုင်ကြဖို့စစ်ကောင်စီကညွှန်ကြားထားကြောင်းသိရပါရယ်။တပိန်အမျိုးနဲ့အိုးထိန်တွင်ရွာရှိចောင်းသားကလေးငယ်များပါဝင်အပြစ်မဲ့အရသာပြည်သူနဲ့လေကြောင်းမှဘုံကျဲလာကြောင်းအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရတဲ့အတွက်အဆိုပါလုံရက်ကိုစစ်ကောင်စီနဲ့လေတဲ့အရ တာရှိများတာဝန်ခံရမယ်လို့တော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ခဲ့ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်များထွက်ပေါ်လာပြီးရနောက်စစ်ကောင်စီကလီတက်မီတာစုဝင်တွေကိုတိုင်ရင်ဌာနချုပ်များနဲ့နေပြည်တော်မှာပြောင်းရွှေ့နေထိုင်ကြဖို့အမိန့်ထုတ်ထားကြောင်းတိုင်ရင်သတင်းအရင်းမြစ်တွေစီကသိရပါတယ်။လီတက်ကမီတာစုတွေကတက်ထဲမှာလိုက်နေတာလည်းရှိရဲမနေရလည်းရှိရဲတက်စကန်ဌာနချုပ်တွေမှာရောင်းနေတဲ့သူတွေအားလုံးကိုယ့်ရဲ့မိခင်တက်တွေမှာပြန်နေဖို့ပေါ့တကယ်လို့မိခင်တိုင်ရင်တွေမှာမနေခြင်းမူမနေဖြစ်ဘူးဆိုရင်နေပြည်တော်ကောင်စီနေမြေထဲမှာလာနေဖို့ဆိုပြီးကကလီကာကွယ်ဦးစီးချုပ်လီယုံကထုတ် ပြန်ထားတယ်လို့သိရတယ်လို့ CDN စစ်သားဗိုလ်ကြီးစင်ယောက်ကပြောပါတယ် စစ်ကောင်စီကပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပည့်ရင်းမြို့နယ်အိုးထိန်တင်ကျွေးရစာတင်ကျန်းကိုလေကျောင်းမှကလပ်စတာဘုံနီနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်၈နှစ်မှ၁၉နှစ်တွင်ကလေးငယ်၂၂ဦးနဲ့ဆရာမ၂ဦးတို့တည်ဆုံခဲ့ပါတယ်။အဆိုပါတည်ဆုံမှုကိုစစ်ကောင်စီက၎င်းတို့လက်ချက်မဟုတ်ကြောင်းဖြောင်ကြကြညင်းဆိုခဲ့တဲ့အပြင်စစ်တပ်ထောက်ခံဝါဒဖြန့်သူတွေကလူမှုကွန်ရက်စာမျက်နှာတွေနဲ့ Telegram Channel တွေမှာတော်လိုင်းတပ်ဖွဲ့တွေကိုပြစ်တင်လွှဲချပုံဖြတ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီက AP လာတွင်တပည့်ချင်းမြို့နယ်တွင်ရှိရှေးတွက်နဲ့လိမ့်ချကြီးပါတွေကိုနေ့စဉ် ုံချင်းတိုက်ခိုက်ခဲ့ရာကလင်းငယ်များပါဝင်လူပေါင်းဒါဇင်ကျော်ပြီးတိစုံခဲ့ပါတယ်။စည်ရေးပြတ်မှတ်မဟုတ်တဲ့နေမျိုးတွေကိုစစ်ကောင်စီကဖျားအပြင်ဘုံတွေတုံးပြီးလေကြောင်းတိုက်ခိုက်ပြီးရဲ့နောက်၎င်းတို့လေတပ်အရာရှိတွေကိုပုံမလုံးကျုံတဲ့နေရာတွေမှာနေထိုင်ကြဖို့အမိန့်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီကပြည်သူနဲ့၎င်းတို့ရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခွဲခြားပြီးပြည်သူလူထုကိုနိုင်စင်ပုံကျဲတပ်ဖြတ်ပြီး၎င်းတို့တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးကိုအလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့လုပ်ရက်တွေရသိရပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်ကောင်စီကဆောင်းရှုံးနေမြေများအမြန်ဆုံးပြန်လည်တင်းယူရေးထိုးစစ်များစတင်မှာဖြစ်ပြီးမိုးရင်းကာလမှာပါလေကြောင်းတိုက်ခိုက်မှုတွေနဲ့နေမြေရှင်းလင်းမှုတွေဆက်လက်လှုပ်ဆောင်မယ်ကြောင်းတင်ဆက်ပေးပါမယ်။အစံဘက်စစ်ကောင်စီကဆောင်းရှုံးနေမြေများကိုအမြန်ဆုံးပြန်လည်တင်းယူနိုင်ဖို့ထိုးစစ်ကြီးတွေကိုအခုမေလနှောင်းပိုင်းမှာစတင်မှာဖြစ်ပြီးမိုးရင်းကာလမှာပါလေကြောင်းတိုက်ခိုက်မှုတွေနဲ့နေမြေရှင်း င်းလင်းမှုတွေကိုအဆက်မပြတ်လှုပ်ဆောင်သွားဖို့မင်းအောင်လှိုင်ဦးစီးရဲ့စီရင်ဆိုင်ရာအစည်းအဝေးကအဆုံးဖြတ်လိုက်ကြောင်းသိရပါဗျ။မေလ15ရက်နေ့မေလ16ရက်နေ့အပါဝင်မေလလလယ်ပိုင်းနေပြည်တော်စီယုံကျုံမှာမင်းအောင်လှိုင်ဦးဆောင်တဲ့စီရင်ဆိုင်ရာအစည်းအဝေးဒီမှာလာမယ့်ရွေးကောက်ပွဲအတွက်ဆုံးရှုံးနေမြေတွေကိုအမြန်ဆုံးပြန်လည်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆေးမှုတွေဇက်တိုက်လှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ကြောင်းလေကြောင်းတိုက်ခိုက်မှုတွေနေမြေရှင်းလင်းမှုတွေကိုပါလာမယ့်မိုးရင်းကာလမှာပါအဆက်မပြတ်လှုပ်ဆောင်ဖို့ဆုံးဖြတ်သဘောတူနိုင်ကြောင်းသိရပါဗျ။ဆုံးရှုံးနေမြေများပြန်လည်ရရှိဖို့ထိုးစစ်တွေမှာစစ်မှုရန်တနန်းစင်တသားတစ်တွေရဲ့အင်အားကို အဓိကထားအသုံးပြုမှာဖြစ်ပြီးလက်ယုံတပ်များတိုက်ခိုက်ရေးတပ်များနဲ့အတူတွဲဖက်မှာဖြစ်ကြောင်းလေကြောင်းတိုက်ခိုက်မှုတွင်လည်းစစ်ကြောင်းထိုးချိန်စက်တိုက်ပံ့ပိုးကူညီသွားဖို့ရှိကြောင်းသိရပါဗျ။ဒီမိုးရင်းမှာလည်းထိုးစစ်တွေလေကြောင်းတိုက်ခိုက်မှုတွေနေမြေရှင်းလင်းမှုတွေရှိမယ်။အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေစစ်ကြောင်းကြီးတွေခွဲပြီးဝင်ရောက်လာတာတွေရှိလိမ့်မယ်။ခွဲပြီးဝင်ရောက်လာတာတွေရှိလိမ့်မယ်။နောက်6လအတွင်းရသမျှနေမြေတွေအကုန်ပြန်ရစေဖို့ဦးတည်ထားတယ်လို့သိရကြောင်းနေပြည်တော်စစ်ရေးသတင်းအရှင်မြစ်ကပြောဆိုပါတယ်။စစ်ကောင်စီကဆုံးရှုံးနေမြေများပြန်လည်တိုက်ယူမယ်ဦးစားပေးတယ်မှာရှမ်းပြည်မြောက်ပိုင်းရှိနေ ောင်ချုံအပါဝင် TNL သိမ်းပိုက်ထားတဲ့မြို့နယ်များစကိုင်းတိုင်းတနင်္သာရီတိုင်းကရင်ပြည်ချင်းပြည်နယ်တို့ကဦးစားပေးဖြစ်ပါဝင်ပြီးရခိုင်ကချင်ပြည်နယ်မကွေးတိုင်းနဲ့မကွေးတိုင်းတို့မှာစစ်ကြောင်းထုတ်မှုတွေဇက်တိုက်ဆောင်ရွက်ဖို့ရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။